မြန်မာဆိုင်ကယ်တစ်ခုနဲ့ထိုင်းကဆိုင်ကယ်တစ်ခုမင်္ဂလာပါ audio ဘိုင်းစောင်းနိုင်ငံနဲ့ကြိုဆိုပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ဆိုင်ကယ်ခုံးမှုနှစ်ခုကိုတင်ပြပေးမှာဖြစ်ပါတယ်ပထမတစ်ခုကမြန်မာပြည်ကဆိုင်ကယ်ခုံးမှုဖြစ်ပြီးတော့နောက်တစ်ခုကတော့ထိုင်းကဆိုင်ကယ်ခုံးမှုဖြစ်ပါတယ်ကျွန်တော်တို့အထင်ကတော့မြန်မာပြည်ကနိုင်ငံရေးအခြေအနေမကောင်းလို့နောက်ဆက်တွဲနေတဲ့ စီဝါရေးတွေပါမကောင်းဖြစ်ပြီးတကောတွေရှိနေတာဖြစ်တယ်ထင်တာထိုင်းမှာလည်းနိုင်ငံရေးအခြေအနေကောင်းစီဝါရေးရင်လည်းကောင်းပေမဲ့ဆိုင်ကယ်တကောကတော့ရှိနေတာပါပဲဒါပေမဲ့မြန်မာမှာတော့များမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ကျွန်တော်ကမြန်မာဆိုင်ကယ်ခုံးမှုနဲ့ထိုင်းကဆိုင်ကယ်ခုံးမှုနှစ်ခုကိုနှိုင်းယှဉ်ဖော်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးမြန်မာကဆိုင်ကယ်ခုံးမှုကိုတင်ပြပေးပါမယ် တင်ထားတာတွေ့ရတာကတော့2025ခုစက်တင်ဘာလ21ရက်နေ့ရပါအခုခံလိုက်ရတာကစက်တင်ဘာ20ရက်နေ့ကျနိုင်ချေရှိပါတယ်နေရာကတော့မြိတ်မြုပ်ကန္နာလန်အာဘီဘားရှိမှာပျောက်သွားရလို့သိရပါတယ်ဆိုင်ကယ်နံပါတ်က95ရာပလက်8586နဲ့ဖြစ်ပြီးဆိုင်ကယ်ဒုပေါက်ထဲမှာအုံနာဘုတ်တွေရောပါသွားတယ်လို့သိရပါတယ်ဒါအုံနာဘုတ်ပါပါတယ်ဆိုတော့ တခုတ်အတွက်ကတော့ရေကန်အင့်ကြာအင့်ဖြစ်သွားတာပေါ့ဆိုင်ကယ်က2019မော်ဒယ်ဖြစ်ပြီးဒီအကောခံလာရတဲ့လင်မယားနှစ်ယောက်ကဝယ်ထားတာရပ်ပိုင်းမဲ့ရှိသေးတယ်လို့သိရပါတယ်ကျွန်တော်နဲ့တူ CCTV ကြည့်ကြည့်ရအောင်ပါဒါဆိုင်ကယ်ခိုးမဲ့တခုတ်ကအခုလိုမျိုးဒါဖုံးပြောခြင်းအောင်ဆောင်ပါတယ် ဟိုဆိုင်ကယ်စတန်းနားမှာပုံပြောနေရတဲ့လူရှိရင်ဒါကျွန်တော်တို့ delete ထားဖို့လိုပါတယ်ဒါခုသူခိုးမဲ့ဆိုင်ကယ်ကိုတက်ထန်လိုက်ပါပြီအာသူ့လက်ထက်မှာတော့ပါပါတယ်အဲ့တော့နဲ့ဒါဆိုင်ကယ်ဟိုထိုးပြီးတော့ခွင်လိုက်ပါတယ်သူတို့တော့တွေကဒါ master key လို့ခေါ်ကြတယ်ပေါ့နော်တော်တော်လေးကောင်းတယ်လို့ပြောရမှာပါဒါတော့ပေါက်ထဲထိုးပြီးတော့ ိုလက်ဒီလက်နဲ့နှဲ့လိုက်တာဆန်ကယ်ကအလွယ်တကူပွင့်တယ်ပေါ့နော်ဒါကတော့သူဒီလက်ထဲမှာတော့ထင်တယ်ဘာဆိုဆိုမှာပွင့်လို့တာသူထပ်ပွင့်တာဖြစ်မလားပေါ့နော် CCTV ကနှစ်ပိုင်းဖြစ်နေတဲ့အတွက်တစ်ပိုင်းနဲ့တစ်ပိုင်းကနည်းနည်းလေးအဆက်ပြတ်နေပါတယ် ါအခုသူ master green နဲ့ထပ်ပြီးတော့ဖွင့်ပါတယ်အောက်ကိုမာကျသွားလို့ကြည့်ရအောင်ဒီတော့နည်းနည်းဖွင့်ရနည်းနည်းလေးကတ်နေပုံတော့ရတယ်ပေါ့နော်ကြည့်ရအောင် အဲရသွားပြီဗျာဟိုမှာစကနမီရခွင့်တယ်စကနမီလိတ်လိုက်ပါပြီရသွားပါပြီဗျာတော့ဖွင့်လို့ရသွားပါပြီကြည်လိုက်ရင်ဘရောမာတာမြန်မာပြည်မှာခိုးတဲ့တခိုးတွေကဖုံးပြောမပြတ်ဘူးပေါ့နော်ဖုံးပြောခြင်းအောင်ဆောင်ပြီးတော့ခိုးပါတယ်ကဲရသွားပါပြီဗျာရှင်မီးဆောင်လေဒီခုံရုံပါပဲဒါတော့မြန်မာပြည်ကတခိုးပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ ျွန်တော်ထိုင်းငါဆိုင်ကယ်ခုံးမှုအကြောင်းကိုတင်ဆက်ပေးပါမယ်။ဖြစ်ခဲ့တာကတော့ကောင်းစီဝါနယ်မြေမှာ ဖြစ်ခဲ့တာလို့သိရပါတယ်။သူပြောတာကိုကျွန်တော်တည်တည်ချာချာနားမလည်တဲ့အတွက်ကျွန်တော်နားလည်တယ်လို့ပြောပြခြင်းဖြစ်ပါတယ်။နောက်ဆုံးမှာအတန်ဖိုင်မှာထည့်ပေးထားပါတယ်။ဖြစ်ခဲ့တဲ့နေရာကတော့စတေမာလာ24ရက်နေရာလို့သိရပါတယ်။ဆိုင်ကယ်နံပါတ်က7360ပါတဲ့။ဒီနေရာမှာသူတို့ဆိုင်ကယ်နံပါတ်ကကနန်းလေးလုံးနဲ့ဖြစ်နေတာ။ သတိထားမိပါတယ်ကျွန်တော်တို့စံကယ်နံပါတ်တွေလိုမျိုးတို့ဒီစံကယ်နံပါတ်ရဲ့ရှေ့မှာဘာရပလက်ညာရပလက်စသဖြင့်ကြားဘာညာတရကတွေမပါတော့ဘူးလားမသိဘူးပေါ့နော်ဒါထားပါတော့အခုကျွန်တော်စံကယ်ခိုးသွားတဲ့ CCTV ကိုကျွန်တော်နဲ့အတူတူတူကြည့်ကြည့်ရအောင်ပါဒါတော့ခိုး CCTV ကတော့ကျွန်တော်တို့ထိုင်းမှာဖြစ်ပွားခဲ့တဲ့စံကယ်ခိုးမှုဖြစ်ပါတယ်ဖြစ်ပွားခဲ့တာကတော့ကျွန်တော်ပြောခဲ့ပြီးသား စက်တင်ဘာ24ရက်နေ့ရလို့ပြောထားပါတယ်ဒါဆိုင်ကယ်တစ်ခုနှစ်ယောက်ကမောကအင်ကြီးတွေပေါ့မဆိုင်ကယ်အုတ်ထုတ်အကြီးကြီးရစောင်းပြီးတော့ရောက်ရှိလာပါတယ်အဲ့ဒီတော့တော့ပြောရမှာပို့ပြီးတော့များနည်းနည်းပြောင်ပြောင်တင်းတင်းဖြစ်နေမှာပေါ့နော်ဒါဆိုင်ကယ်နဲ့ဒီလိုတန်းလာတယ်ဖုံးမဲ့ဆိုင်ကယ်ကိုတစ်ခါလဲဆင်းပြီးတော့မှ ဖုံးမဆိုင်ကဲကိုတန်းပြီးတော့သူတို့ကတော့ဖွင့်နေပေါ့နော်တော့ဖွင့်နေအဲရသွားရည်လားမသိဘူးသူတို့ခိုးတာကဟိုသူများလို့မြန်မာပြည်မှာလို့ဒါခိုးကြောင်ခိုးကပုံစံတော့မဟုတ်ဘူးဗျဆိုင်ကဲဝဲနေတယ်လို့ဒါဆိုင်ကဲကိုတေချာကျေရှုစစ်စေးနေတဲ့ပုံစံမျိုးတောင်ပေါ်နေတယ်ပေါ့နော် အဲဒါသူတော့ပြန်ပြီးတော့နဲ့တယ်အဲရသွားပါပြီတော့ဖွင့်သွားပါပြီကဲပါသွားပါပြီပါသွားပါပြီဗျာပါသွားပါပြီဒါတော့ထိုင်းကဆိုင်ကယ်ခုံးမှုဖြစ်ပါတယ်သူတို့ကမိုးကားတွေဝတ်လာတယ်တခါတည်းပဲခေါင်းမှလည်းဆိုင်ကယ်အုပ်ထုတ် ကြီးကြီးဆွတ်ထားတယ်ပေါ့နော်ဘယ်သူမှန်းတာမသိလိုက်ရပါဘူးသူတို့ကပို့ပြီးတော့အဆင်မြင်ပါတယ်ဒါပြန်ထွက်သွားတဲ့လမ်းကြောင်းကိုပြတာပါဒီအဖျားလေးမှမြင်နေရတာပါဒါဆိုင်ကယ်နှစီးဖြတ်သွားပါတယ်ဆိုင်ကယ်ပါသွားပြီပေါ့နော်ဒါကတော့ထိုင်းကဆိုင်ကယ်ခုံးမှုပဲဖြစ်ပါတယ်ဒီထိုင်းကဆိုင်ကယ်ခုံးမှုနဲ့ပတ်သက်ပြီးတော့ဆိုင်ကယ်ပိုင်ရှင်ကရေစကန်ကိုသွားတိုင်ပါတယ်ဒါပေမဲ့သူတို့စီကရေစကန်နေရာလဲ မြန်မာပြည်ကရက်စကန်လိုပါပဲဆိုင်ကယ်ခိုးမှုကိုလက်မခံပါဘူးအခုဒီဆိုင်ကယ်ပန်းရှင်ရက်စကန်ကိုသွားတိုင်တဲ့အခြေအနေလေးသူပြောပြထားတာရှိပါတယ်အဲ့ဒီအကြောင်းကိုကျွန်တော်ဖွင့်ပြပေးပါမယ်ကဲဒီနေ့ကျွန်တော်ညီလေးတယောက်ကဆန်ကေပြောတော့ရပါတော့ဆန်ကေခိုးတော့တဲ့ခိုးနေရောက်ကို CCTV မှာကြည့်တော့တကောကနေရောက်ပါတော့ဆန်ကေခိုးတော့တာလေတော်တော်လေးတွန်းကျင်ခိုးနေတဲ့ကောင်လေးဖြစ်မယ်အခုဒီမှာကျွန်တော် ဘာလဲဒီ play on ਆ ਨੇ ။ဘာနေချက် play on လာတိုင်းရ။ဘယ်မှာလာလဲ။ဟုတ်။ဘယ်မှာဟုတ်လာတော့စောင်းခိုင်းရတဲ့ player ရေးမလို့လို့ပါလို့ ਨੇ ။အဖက်မလို့တဲ့ပုံစံမျိုး။နှစ်နာရီတနာရီခွဲနှစ်နာရီတော့စောင်းတယ်။ဘာမှမလုပ်ဘူးနဲ့ကြီး။အခုပြန်လာပြီးအခုတော့ပြောမှာဆိုင် play on ကြီးကိုတော့တယ်။အဲအခုဖြစ်စင်ကတော့ဒီ cosy ball လေးမှာဆိုတော့ဒီဘာနေချက် play on ကိုတိုင်ရမှာလေ။သူတို့လာတိုင်းတာရေးမလို့တော့ကျွန်တော်တို့ဒီပြောမှာဆိုင်ကိုတော့တယ်။မာရှင် play on ကဒီတော့တော့မာရှင် play on ကိုရောက်တော့အဲ့မှာ play ကမေးတယ်။ဘယ်ဖြစ်စင်ကဘယ်နေရာမှာလဲဆိုတော့ ဒီကွန်ဆူမာတဲမှာပေါ့နော်ဆိုတော့အဲ့ဆိုလို့ရှိရင်ဘာနဲ့တက်ပလက်ရောသွားမယ်သူပြောတယ်ပေါ့နော်တော်တော့တော်ပြီပြီလို့ဒီကပြောတယ်ကျွန်တော်တို့ကပြောတာပေါ့တော်ပြီပြီပေါ့နော်သူတို့ကအေးမလို့လို့ဟမ်းမလို့လို့အဲ့လိုမျိုးကအဲ့လိုမျိုးဖြစ်နေတာလားဟုတ်ကဲ့အဲ့လိုမျိုးအဲ့အဲ့ကနေပြောရုံးကြီးကနေပြောဒီရုံးကတည့်ပေါင်းဆက်ပြီးတော့ဘာကြောင့်လဲဒီမှာလာတန်ရဲ့သူကအေးမလို့လို့ဖြစ်နေတာဘာလို့အဲ့လိုမျိုးလောက်တာလဲအဲ့လိုသူတို့ပြောတယ်မှာအခုပြန်အဲ့ဒီကနေပြန်လွှဲလိုက်ပြန်တော့လိုက်ကြီးပေါ့ဆိုတော့အခုပြည်ယုံပြန်ရောက်နေတယ်ပေါ့နော်ဆိုတော့ ိုးသွားတဲ့အကောင်ကချမ်းဖြစ်နိုင်တယ်ပေါ့နော်ချမ်းလိုပဲတော့ပြောတယ်ဒီမှာပေတင်လေးပါလိမ့်မေးကြည့်တော့ဆန်ကေကတော့ပြန်ရောက်ဖို့ရှင်လုံးဝမရှိတော့ဘူးညသုံးလနေလောက်မှလာခိုးသွားတယ်ပေါ့နော်အဲအဲ့လိုမျိုးလာခိုးသွားတာဆန်ကေဆက်တော့ပြောသွားတာလေတော်တော်လေးကိုတန်းကျင်နေဟိုမျိုးခိုးနေရကောင်းနေတော်တော်လေးအဲအဲ့လိုအဲ့ဒါဒီမှာ play မှလာတယ်မနေ့ကရလာတယ်အေးမလို့လို့ဖြစ်နေတော့ပြန်ပြီးတော့ဆောက်လာရတယ်တို့ရောတတိထားရပါမျိုးလို့နော်ဆန်ကေကိုဆက်တော့ခိုင်းတဲ့ခါကျလို့ရှင်လေးတေချာလေးခဲ့ ဖြစ်နိုင်လေဆိုလို့ရှိရင်ဒီလိုတန်ကြိုးလေးတွေဝေထားပြီးတော့ဘိန်းမှာတန်ကြိုးခက်လိုက်တော့ပို့ဆင်ပေးမယ်ဒီ125ကြီးကကြတော့သူကကြတော့ဒီအော်တိုဘိန်းနေနဲ့မတူဘောနော်ကလေးဒီမျိုးအော်တိုဘိန်းနေနဲ့မတူဘူးသူကခိုးရတာပို့တယ်အခုပြောကြတော့လေ125ဖြူအောင်လေးဘောနော်ဟောနာပါအဲနံပါတ်ပြနာမည်ကကြတော့ပါလေနံပါတ်ပြကျွန်တော်ပြီးတော့ခိုင်းမှာတင်ပေးဟောပါမယ်တွေ့တဲ့ညီကိုရှိရဲဆိုလို့ရှိရင်လေချက်တော့ဆက်တွေ့ပေးပါလို့နော်မေတ္တာခံပါတယ်ခင်ဗျာဒီထားကြပါဆန်ကလေးပါလေတအားကိုရဲဘူးသူကကဲခုလောက်ဆိုရင်တော့ မိတ်ဆွေတို့အစားဆုံးကြည့်ပေးကြပြီထင်ပါတယ်အနည်းချက်ပြောရရင်တော့ထိုင်းနဲ့မြန်မာကနိုင်ငံချင်းနှီးတာဖြင့်ယဉ်ကျေးမှုတွေပါနှိစက်ပြီးတော့အခုခိုးတဲ့ပုံစံချင်းတွေပါတော်တော်လေးနှီးဆက်ဆက်တူပါတယ်သူတို့ကတော့ပို့ပြီးရဲတင်းပြီးပို့ပြီးတော့တောင်အဆင်ပြေသလိုအဆင်မြင့်သလိုခံစားရပါတယ်နောက်ပြီးရဲကိုတိုင်လို့ရဲရဂူးမဆိုင်တာချင်းလဲတူပါတယ်ဒါပေမဲ့သူတို့ကကိုယ့်နံမြေစကန်းထံပုံမြင်တဲ့စီကိုတွားတိုင်တော့ အဲ့ဒီအထက်ကပြန်ပြီးတော့ညွန်ကြားချက်နဲ့တည်တည်ချာချာလောက်ပေးမလားပေါ့။နောက်ပြီးဒီမှာကျွန်တော်တို့စီမှာလည်းအဲ့လိုမျိုးလောက်လောက်ရမလားပေါ့။ဒါကတော့ကျွန်တော်လည်းမသိပါဘူး။တေချာပေါက်တူတာကတော့အခိုးခံလာရတဲ့ဆိုင်ကယ်ပြန်မရတာချင်းကတော့အတူတူပဲဖြစ်မှထင်ပါတယ်။အဆုံးတရအောင်အပေနားဆင်ကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပရာတွေဝေးကွာကြပါစေဗျာ။